အဲကျွန်တော်ခြိုက်တဲ့ပုံကိုတယောက်ပါနေတိုးပေါ့ဗျာအာကျွန်တော်စောင့်ခြိုက်တော့ဗျာဒီဘဲရောဒါမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်ကြီးရဲ့အသင်းနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားမျိုးဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်ဟန်အသင်းသားလား ဲ့တော့ဗျာကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး။တော်လန်ကြီးလုပ်နေတဲ့သူအပေါင်းအလုံးကိုသိစေချင်တယ် ခဏလေးရန်အောင်အင်ချိကိုကြောင်းပြီးတော့ဘုံခွဲပြီးတော့တတိပေးလိုက်တာတတိပေးစရာဘာအကြောင်းမလဲတခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းတခါတည်းအပြက်ရှင်းခါတည်းအပြက်ရှင်းသူတို့ကတက်တတိရှိရှိသူတို့ထသူတို့သူတို့ဘာဆိုတော့ချက်ပြရဲတာနော်အဲ့ဒီတော့ကိုဘက်ကလောက်တဲ့နေရာမှာပြက်သားဖို့ပဲလိုတယ်။နော်အဲ့တော့ကိုဘက်ကလောက်တဲ့သူတွေပဲပြက်ပြက်သားသားရှိဖို့လိုတယ်။အမှုပညာအမိခံစစ်တပ်လက်ကင်တုံများအားရန်ကုန်မြို့မှာ ပြင်းထန်စွာအေးအေးယူမိဟုပူးတွဲကြညာအာနာသိန်းအကျံဖက်စစ်တဲ့ဤအတူအယောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးဝါရဖြန့်ရိုက်ကူးခဲ့သည့်အမှုပညာရှင်အမိခန်းစစ်ကော်မရှင်လက်ကင်တုံများကိုပြင်းပြင်းထန်ထန်အေးအေးယူသွားမိဟုရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့၅ဖွဲ့ကယနေ့ညတွင်ပူးတွဲကြညာချက်တစ်ဆောင်ထုတ်ပြန်လိုက်သည်အေးအေးယူရခြင်းအကြောင်းရင်းနှင့်ပြစ်မှတ်များရင်းနှုပညာရှင်များသည်ရွေးကောက်ပွဲအတူကိုအားပေးသည့်အပြင်ရင်းတို့၏ခေတ်သမိုင်းကိုဒုံစီမိသူများစက္ကားမတဆင့် ယုံကြည်ချက်ကြောင့်တော်လန်နေသောလူငယ်ထုကိုစော်ကားခြင်းလူထုအရေးတော်ပုံကိုမိရှုဖြစ်စည်းမှုများဖြင့်ပုံဖြတ်ဖော်ပြခြင်းစစ်ရာဇဝတ်မှုကျူးလွန်နေသောစစ်အုပ်စုဘက်မှအားပေးမြောက်စားခြင်းများပြုလုပ်ခဲ့ကြောင်းဖော်ပြထားသည့်ပြစ်မှတ်ထားအရေးယူမည်အမှုပညာရှင်များမှနေတိုးမြင့်မြတ်နေဝင်အေဂျင့်မောင်ချူလေးမေမြင့်မှုအောင်ခိုင်ငပြောကျော်အောင်တိုးနိုင်လင်းတွက်လက်စုပါလင်းမင်းညိုဥက္ကပြန်ပြီးရဲရင်ရောပြောအောင်စင်ဖြိုးစသည့်စုစုပေါင်း၁၈ဦးဖြစ်သည် ဖြစ်တန်နှင့်တိုက်တွန်းချက်ရန်ကုန်ဝိုင်းများကဤအညံ့စာအဖျင်းစာဝါဒဖြန့်အမှုပညာရှင်များအား boycott social punishment လူမှုရေးဖြစ်တန်ပြင်းပြင်းထန်ထန်ခတ်ကြရန်ပြည်သူလူထုတရက်လုံးသို့တိုက်တွန်းလို့ဆိုထားသည့်တော့အဖွဲ့များအနေဖြင့်ရင်းတို့၏အချက်လက်များကိုရရှိထားပြီးဖြစ်၍လူထုနှင့်အရေးတော်ပုံကိုစော်ကားခဲ့သည့်ဤသူတို့၏နောင်ဖြစ်လာမည့်ကိစ္စရပ်များကိုပြည်သူလူထုတရားစီရင်ခန့်အဖြစ်သတ်မှတ်ပြီးထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟုကြေညာချက်တွင်အခိုင်အမာဖော်ပြပါရှိသည် ဤပူးတွဲထုတ်ပြန်ချက်ကိုရန်ကန်အာမေငယ် Dark Shadow Operation Flame of Mother Sun Yangon Force နဲ့ Broken System တို့ကပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ကိုလပူကြတဲ့ဒီနေတိုးဘာလို့ရိုက်ထားတဲ့ကာမျိုးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဘလို့သဘောရလဲအများကြီးပဲ attachment တွေပို့ကြတဲ့လူတွေရောဆိုတော့လေပူးဝင်နေပြောရင်ဒီဖတ်ခွက်စားတွေတနည်းဒီလိုဖြစ်လာမှာဆိုတော့တည်ပြီးဒီကောင်နဲ့နီးလဲအဟောင်းတွေပဲတုံးတယ်ဗျာ အင်းဒီလည်းအဟောင်းတွေကလည်းဟိုတော့ကလို့ပပီမတို့လိုဖေးနဲ့သားများတို့ကလို့ဒီလိုမျိုးတစ်ခုခုတော့ထွက်လာမယ်လို့တော့တော့ထင်သားပြီးသားဘာဖြစ်ဆိုတော့ကျွန်တော်အစီအမတည်တော့ဖက်ခွက်စားတွေကများတယ်ဆိုတော့အာဒါဖြစ်လာမှာဆိုတော့ထင်သားဒါပေမဲ့မထင်တာကအဲကျွန်တော်ခြိုက်တဲ့ပုံကိုတယောက်ပါနေတိုးပေါ့ဗျာအာကျွန်တော်စောင့်အောင်ခြိုက်တော့ဗျာဒီဘဲရော ဒါပေမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတော့ရခိုင်ရဲ့အသေးနှလုံးပဲလေအဲဒါရခိုင်ဆိုတော့လည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားပြီးမှသူဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာအဲ့ဒါတော့စောင့်ဟန်အသေးနာအဲ့တော့ဗျာကျန်တဲ့ကောင်တွေကတော့မပြောလို့ပါဘူးကျန်တဲ့ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါသာတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့ အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာတခုပဲကျွန်တော်တို့ဒီကြောင်းကလည်းပတ်သက်ပြီးကျွန်တော်အများကြီးပြောခြင်းဘသူတွေပါတယ်ဘာဖြစ်ဆိုတော့ဒီကောင်းတွေကိုတက်ပြုံးရင်လည်းဒီကောင်းတွေကတိတဲ့တိုင်းပဲဒီမှာကိုကိုပေါ့လို့ပါလို့ပြောထားတယ်လေအများကြီးရှင်းနားထောင်ကြည့်သူတို့ဘာပဲကြောက်လို့ပဲလို့ဘလို့ပဲလို့ပြီးရင်ကျွန်တော်တခုပြောရဲတယ်တကယ်မို့ဒီတော်လိုင်းကြီးကအောင်မြင်သွားကြည့်သူတို့ကိုပေါ့လို့အများကြီးပြောထားတဲ့အတိုင်းပဲဒီတော်လိုင်းကြီးကအောင်မြင်သွားကြည့် အဲ့ဒီကောင်တွေကိုမျက်စိရှုပ်စွာနဲ့ကျွန်တော်တို့မြင်ရအောင်ပဲကျွန်တော်တို့ကအဲ့တော့ဘလို့ကြောက်ကျွန်တော်တို့ကပါဝင်ခဲ့ရပါတဲ့ဘာညာငိုပြချူပြမယ်ပြီးရင်ပတ်စံရဖို့တော့လှုပ်ထားတာဗျာစင်းစင်းလေးဗျာကားတစ်စီးရိုက်တယ်ကားတစ်ခါရိုက်တယ်ဗျာဒီကောင်တွေတို့တိတ်တထောင်ကြီးပါလောင်ရတဲ့ကောင်တွေဗျာတိတ်200လောက်အလူပြပြီးတော့ဆိုင်ရည်ဒီကိုင်မိထွက်လာမှမြင်အောင်ပါသေးတယ်အဲ့ခါကျရင်ခင်ဗျားတို့အာမပေးမိစင်းနဲ့အခုလှုပ်ရမယ့်အလုပ်ပဲကျွန်တော်ပြောခြင်းတယ်အဲ့ဒါ boycott သေးသေးချာချာကိုလုံးဝမယ်ဘိုင်းကောဘိုင်းကောဆိုတာနာနာလေးနားလေးပြောရင်သူတို့နဲ့ပတ်သက်တဲ့သူတို့ကြော်ညာတဲ့ပစ္စည်းမှန်သမျှကိုတော့မသုံးဘူးဒါတကယ်ဘိုင်းကောဆရာထားလိုက်ပါသူတို့ပါဝင်တဲ့ဗီဒီယိုတွေမကြည့်ဘူးသူတို့ကိုအားမပေးဘူးသူတို့ Facebook account တွေမှာကိုရီအာ unfriend လောက်ထိုင်ရင် cancel request လောက်မှာ follow လောက်ထိုင်ရင် unfollow လောက်မှာဒါမျိုးတင်နဲ့ကျွန်တော်တို့ကလုံးပြရမယ်ခင်ဗျားတို့အရင်ချစ်တဲ့လူတွေကျွန်တော်ထင်ပါတယ် ဒီကောင်းနေရာမှာနေနေတဲ့လူတွေလဲဒီတိုင်းပြည်မှာမြန်မာနိုင်ငံမှာမဖြစ်လို့နေနေကြတာပါကျွန်တော်နားလဲပါတယ်ဒါပေမဲ့မပါဝင်ချင်းဖြစ်ကူညီကြပါဒီလိုမျိုးပေါ့မဟုတ်ပင်နဲ့မပါဝင်ချင်းဖြစ်အာပျော်ရွှင်ပြနေချင်းဖြစ်မလုပ်ကြပါနဲ့မပါဝင်ချင်းဖြစ်ကူညီကြပါအဲ့ဒါလိုပဲတချို့လူတွေလဲဒါတိတိနဲ့အမှန်မှန်ကိုတိတိနဲ့လဲမတတ်တာလို့နေနေရတာမျိုးပဲရှိမှာပါဒါပေမဲ့ဒီကောင်းနေအခုဒီလိုလောက်တာကြီးရတော့နည်းနည်းပြင်းလုံးနေဗျာတလားဒီကောင်းနေရဲတယ်ဗျာ ဒီစကားတွေပြောပြီးဒီကားတွေရရင်ဒီလိုဖြစ်မှာဆိုတော့ဒီကောင်တွေကကိုရီးယားတည်တယ်သလားခမရတို့ကျွန်တော်တို့လည်းဒီကောင်တွေဆရာတွေဒီဂွင်ထဲမှာဒီ industry ထဲမှာဒီကောင်တွေဆရာကြီးတွေဘာကြောင့်ပြောလဲသူတို့ကသူတို့မသိလိမ့်မယ်ဒါသူတို့အမေဆက်ပဲအဲ့တော့အများကြီးပြောတော့ဒီဖက်ကစားတွေတခုပဲကျွန်တော်တို့လူမျိုးတွေကခမရတို့တွေဟောတစ်ချက်လောက်လာမအောင်နေနဲ့မနေတို့မကားလို့ဘာကောင်းပြခမရတို့ cancel လို့ခမရတို့ဘွိုင်းကောင်ခမရတို့နာတက်ပါစီကျွန်တော်လူမျိုးတွေကမနာတက်ဘူးတစ်ချက်ပဲပြီးမှအိုးတို့တစ်ချက်လောက်ရတာပါ သူစိတ်တမရှိပါဘူးမဟုတ်အဲ့ဒီဘဝင်ကောတတိယလို့အပူတွေလောက်ပြီးတော့လေအာလိုင်းပေါ်မှာဒေါသမထွက်ပြနဲ့နှစ်ရက်သုံးရက်စာလောက်တစ်ပတ်စာလောက်တစ်လစာလောက်ဒေါသမထွက်ပြနဲ့တက်တက်လုံးစာဘဝင်ကောလောက်ပါတကယ်ခင်ဗျားတို့တို့တို့ဒီဟာကိုလက်မခံဘူးဆိုရင်ဒါပါပဲဒါလေးပဲပြောချင်တယ်အဲ့တော့ဒီ focus စာတွေကြောင့်ကကျော်သိအများကြီးပြောချင်တာမရှိဘူးဒါဒီကောင်တွေလုံးနေကြအလုပ်တွေထဲမှာဒီတူတူစစန်းတော့အင်းဒီတိုးဆိုတဲ့ကောင်စောင်းအောင်အောင်ရှိလို့ပဲပြောချင်ပါတယ် ဒီလောက်ပါပဲရင်မက်ရင်သူညီကောင်မအများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာဒါဒီကလေးကျွန်တော်တို့ရင်မက်ရင်သူတွေပေါ့နော်ရင်မက်ရင်သူတွေကိုရင်မက်ရင်သူလာရောမတူလာရောစိန်ခေါ်မှုတရပေါ့စိန်ခေါ်မှုတရပေါ့အခုအဒီအကျန်းဖက်စစ်အာဏာရှင်တွေရဲ့ လုံမဲ့အတူရောင်ရွေးကောက်ပွဲမှာရှင်းတယ်ကုလသမဂ္ဂလည်းလက်မခံသလိုအာဆီယံကလည်းသူတို့မူဝါဒ၅ချက်နဲ့သူတို့မူဝါဒ၅ချက်နဲ့မညီသရွေ့အာဆီယံသက်ပိုင်ခွင့်မရှိသလိုဒီရွေးကောက်ပွဲကိုလည်းလက်မခံဘူးရှင်းတယ်နော်ဒီချန်လားတော့ဘိုဘေကဘောမတော်ဒီချန်လားတော့ မင်းတို့တကယ်တရားမြတ်တစွာနဲ့လွတ်လပ်ပိုင်ခွင့်ရွေးကောက်ွဲလုပ်မယ်ဆိုရင်မင်းတို့ငါစိန်ခေါ်ချက်တစ်ခုထုတ်မယ်အခုမင်းတို့လုပ်မယ်အတူရောင်ရွေးကောက်ွဲမှာမင်းတို့ကိုထောက်ခံတဲ့မင်းတို့အပိုင်ဝိုင်းရှိတယ်လို့မင်းတို့ကိုစန့်ကျင်တဲ့အတန်ကိုလည်းမင်းတို့နားထောင်ရဲရမယ်အဲ့လိုတတ်သိရှိရှိလုပ်ရတယ် အဲ့ဒါဆိုရင်ငါရဲ့စိန်ခေါ်မှုကိုမင်းတို့ကြိုက်လို့စီရင်လို့ရတယ်အခုမင်းတို့လုံမဲ့ရွေးကောက်ပွဲမှာတနိုင်ငံလုံးကိုမင်းတို့ကြော်ညာနော်မင်းတို့ကိုထောက်ခံမှုရှိတယ်လို့ကန့်ကွက်မှုလည်းရှိတယ်မရှိဘူးဆိုတာမင်းတို့တရားဝင်ကြော်ညာလိုက်နော်မင်းတို့အတူရောင်လုံမဲ့ရွေးကောက်ပွဲမှာမင်းတို့ထောက်ခံမှုလည်းလူရှိတယ်လို့ ကန့်ကွက်တဲ့ပြည်သူကဘလောက်ထိများမလဲဆိုတာမင်းတို့ရုပ်တံကနေတခါတည်းမင်းတို့ကြော်ညာလိုက်အဲ့မှာမင်းတို့သိရမယ်ဟမ်မင်းတို့ကအခုအကြောက်တရားနေနဲ့ဟာလားအာနာပါဝါလက်နဲ့နေနဲ့မင်းတို့ကပြည်သူတွေကိုချင်းချောက်ထားတဲ့ခါကြတော့လူခွင့်ရပြောဆိုပိုင်ခွင့်အခွင့်ရေးဆိုတာပြည်သူတွေကမင်းတို့ပါဝါအာနာပါဝါကြောက်ပြီးတော့မပြောရဲတာပဲရှိတယ်မင်းတို့တရားဝင်ကြော်ညာလိုက်မင်းတို့ရုပ်တံတွေကရေဒီယိုကဟောဒီ မင်းတို့ channel tv တွေကဟောအကောင်လုံးကြောင်ညာမင်းတို့ထောက်ခံတဲ့လူကဘလောက်ရှိမလဲမင်းတို့ကိုကန့်ကွက်ပြီးတော့ကန့်ကွက်ဒီရွေးကောက်ပွဲကကန့်ကွက်ပါလေဆိုတဲ့အမှန်ကဘသူကပုံများမလဲဆိုတာမင်းတို့တရားဝင်ကြောင်ညာလိုက်သတိရှိလို့ရှိရင်ကြိုက်တဲ့ကောင်ကိုစိန်ခေါ်တယ်နော်ကြိုက်တဲ့ကောင်ကိုစိန်ခေါ်တာမင်းတို့တရားဝင်ကြောင်ညာလိုက် မင်းတို့ကိုပြည်သူတွေကဘလောက်ထိခြောက်ခံမလဲမင်းတို့ရဲ့အထူးရောင်ရွေးကောက်ပွဲတွေကိုပြည်သူတွေကဘလောက်ထိကန့်ကွက်ရှုတ်ချမလဲဆိုတာမင်းတို့တတ်သိရှိကြော်ညာလိုက်ကြော်ညာပြီးငါစိန်ခေါ်ချက်ကိုငါလက်ခံပေးမယ်โอเคလားစင်ပြေလားဟမ်အခုတော့ဘွန်ကွမ်းလာလေဟုတ်လားကုလသမဂ္ဂကမင်းတို့ရွေးကောက်ပွဲကိုလုံးဝအဖိမမပြုတ်ဘူးဆိုတာတရားဝင်ကြော်ညာလာတယ် အဲ့တော့ဒီအာဆီယံကလည်းမင်းတို့ရဲ့ရွေးကောက်ပွဲကိုသူတို့ရဲ့မူဝါဒငါချက်နဲ့မကန့်ညီဘူးလို့ရှိရင်မင်းတို့ရဲ့အစုရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ဘူးအဲ့တော့ငါရဲ့စင်ခေါ်ချက်ပေါ်မှာလက်ခံရတယ်လို့ရှိရင်လာခဲ့မင်းတို့ကြော်ညာတခါလဲမင်းတို့ကြော်ညာလိုက် တို့လားစွာပြောဆိုပိုင်ခွင့်ဝေဖန်ပိုင်ခွင့်စံပြပိုင်ခွင့်ရှိပါလေဆိုပြီးတော့မင်းတို့ရဲ့ရုပ်တန်လေလိုင်းရုပ်တန်လေဟောလေလိုင်းနေဟောအကုန်ကြောညာမင်းတို့ဘသူကဘလောက်ဘယ်ပြည်သူကဘလောက်ထိထောက်ခံမှုရှိတယ်လဲဘယ်ပြည်သူကမင်းတို့ကန့်ကွက်ရှောက်ချဒါပုံများတယ်ဆိုတာမင်းတို့သိရအောင်လို့ပြောတာငါရဲ့စိန်ခေါ်ချက်ကိုလက်ခံလဲဆိုကြိုက်တဲ့ကောင်လာခဲ့ နော်အဲ့ငါပြောတဲ့အတိုင်းပြည်သူရဲ့စန္ဒကိုလွတ်လပ်စွာအပန်းထောက်ပံ့ခွင့်ကိုမင်းတို့ကြောညာရှင်းတယ်နော်ငါပြောတာအခုလေမင်းတို့ရွေးကောက်ပွဲကခလေးကစားစရာလားမင်းတို့ပြန်စဉ်းစားကြည့်ဟမ်ရွေးကောက်ပွဲမဝင်ရသည်ဟုတဲ့28နေရာကနိုင်သွားပြီတဲ့ဟမ်မင်းတို့ရဲ့ရွေးကောက်ပွဲရက်ွက်တွေကခလေးတွေမဟုတ်လူစားတဲ့အစင်းတော့မရှိဘူး မင်းတို့ဆောက်ရှက်မရှိကြဘူးလားဆောက်ရှက်ရှုဆိုတာရောမင်းတို့မှာရှိရောရှိရောရှိသေးရဲ့လားမင်းတို့စဉ်းစားကြည့်စမ်းဟမ်28လင်းဟာရွေးကောက်ပွဲမဝင်မနဲ့နိုင်နေပြီတဲ့ဟေးအောင်လေငါဝယ်ကပ်ပြီမဲ့ဆောက်ရှက်ကိုငါဝယ်ကပ်ပြီမဲ့မင်းတို့သခိုးချမ်းဖို့ပါတီကိုငါဝယ်ကပ်ပြီမဲ့ရှင်းတယ်တော့ငါပြောတာဟမ် 哈哈哈！少些、yup、是吧？外观不一样喽，两边的外观，阿拉往框架没搞的，有没得搞的啊？阿拉往框架没搞的，少些的不要那么随便的，比如阿拉这不，比如张康一啊，把可把的啊，少啊，以前么不要的，少信我们几家，信没人家多了，少信我们几家，比如哎，张康一说的，把的说的，他可欧数啊。 အခုဟိုရွေးကောက်ပွဲနီးလာတဲ့နိုင်အမြကိုယ့်ရဲ့ရှင်ပြိုင်မဲ့ပါဠိတွေကိုဖြုတ်ထုတ်သတ်လုပ်နေတာအဲ့ဒါလားကွာတရားမြတ်တမှုဆိုတာဟမ်အခုလက်ရှိမြန်မာနိုင်ငံကဘလို့ဖြစ်နေတာလဲဆိုတော့ပြည်သူလူထုခေါင်းပေါ်ကိုလင်းရင်တွေနဲ့ဘုံအကျဲမခံခြင်းရင်စစ်တပ်ကိုအရှုံးပေးပါ စစ်ကြောင်းထိုးရွာတွေကိုမီးရှို့မခံခြင်းရင်စစ်တပ်ကို အရှုံးပေးပါစစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဒီဒုက္ခတွေကို မခံစားနိုင်ရင်စစ်တပ်ကို အရှုံးပေးပါဆိုပြီးတော့စစ်တပ်ရဲ့မီဒီယာတွေစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးတွေစစ်တပ်စစ်တပ်လက်အောက်ခံအမှုပညာသမားတွေက ရုပ်ရှင်တွေဗီဒီယိုရိုက်ပြီးတော့တစ်ဖက်မှာဝါဒဖြန့်အဲ့တော့တစ်ဖက်မှာစစ်တပ်ကပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက်တက်ဖြတ်ပုံစင်းလုံးကြီးအလုတ်ကန်ရှားပါအောင်ရည်ရွယ်ချက်ရှိရှိစနစ်တကျကြိုတင်ပြင်ဆင်ပြီးတော့တိုက်ခိုက်တယ်တက်ဖြတ်တယ်ဒုက္ခပေးတယ်တစ်ဖက်မှာလည်းစစ်သက်မီဒီယာတွေရုပ်ရှင်သမားတွေအနုပညာသမားတွေကဒီဒုက္ခတွေမခံစားချင်ရင်စစ်သက်ကို အရှုံးပေးပါဆိုပြီးတော့ရည်ရွယ်ဝါဒတွေဖြန့်တယ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ပါ တကယ်ပဲကျွန်တော်တို့စစ်သက်ကိုအရှုံးပေးလိုက်ရင်ဒီဒုက္ခတွေ ထာဝရပြင်းငိမ့်သွားမလားအခုမြန်မာနိုင်ငံခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကကမ္ဘာမှာနိုင်ငံသားထွက်ကြုံခံရတဲ့လူဦးရေအများဆုံးနိုင်ငံငတ်မောက်ခေါင်းမမှုအများဆုံးနိုင်ငံစင်းရဲနေကြမှုအကြီးဆုံးနိုင်ငံကမ္ဘာမှာဝင်ငွေအ ਨੇ ဆုံးနိုင်ငံကျန်းမာရေးစောက်ရှောက်မှုပညာရေးအနှိမ့်ကျဆုံးစုပြတ်သက်ဆုံးနိုင်ငံအဲ့တော့ဓာတ်တွေဖြစ်လာအောင်ဘယ်သူတွေကလုပ်ခဲ့တာလဲအခုတိုင်းပြည်စုဘူးလို့ဒီလိုဖြစ်တယ်ပြောရအောင်လဲ အခု2023စစ်သက်အာဏာသိမ်းပြီးတော့ပြည်သူလူထုတွေဒုက္ခရောက်မှုမတိုင်ခင် ရှေ့မှာနှစ်ပေါင်း80ကျော်နေဝင်တိုင်းပြည်ကိုနှစ်ပေါင်း20ကျော်စိတ်တိုင်းကြတယောက်တည်းလှုပ်ချင်တို့လှုပ်ပြီးအုပ်ချုပ်ခွင့်ရခဲ့တယ်။ဘာမှသိုးတက်မလာဘူး။ရှိပီးသားအခြေအနေကနေဘဝပြည့်မွေးသေးလာတယ်။အဲနေဝင်လက်ထက်တုန်းကတော့စင်ပိန်ရင်ကျွဲလောက်ကြံသေးတယ်ဆိုပြီးတော့မှရှိခဲ့သေးတယ်။တခါတန်းရွှေနှစ်ပေါင်း20ကျော်စစ်သက်ကစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ တိုးတက်လာလားเนาะအတိုင်းပြည်အေးချမ်းတဲ့ပြည်သူလူထုတွေစစ်တပ်ကိုဘာမှမဆန့်ကျင်ဘူးဒီတိုင်းရင်းသားပြည်နယ်တွေနေဆက်တွေမှာအ ਨੇ ငယ်တိုက်ပွဲဖြစ်တာကလွဲလို့တိုင်းပြည်တအားအေးချမ်းတယ်တန်းရွှေစိတ်တိုင်းကြနှစ်ပေါင်း20ကျော်အုပ်ချုပ်ခွင့်ရခဲ့တယ်တိုင်းပြည်ဘာဖြစ်လာလို့လဲเนาะစာတင်ချောင်းတွေဆေးရုံတွေဆိုတာကသူများနိုင်ငံကနွားတင်းကုတ်အိုးတင်းကြိုင်ကုန်းဇရက်လောက်ပဲရှိတဲ့အခြေအနေတွေရောက်အောင်မွေးပြန်ကြသွားတယ် မြန်မာထက်ဆင်းရဲတဲ့အိမ်ကြီးချင်းနိုင်ငံတွေအားလုံးကိုကျွန်ထွက်ခံရတဲ့အထိတိုင်းပြည်ကဆုတ်ပြတ်သက်သွားတယ်။အဲ့ဒီအချိန်တုန်းကပြည်သူလူထုကမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုကစစ်တပ်ကိုမဆန့်ကျင်ဘူးစစ်တပ်ကိုမတော်လှန်ဘူးတိုင်းပြည်အေးချမ်းနေတာပဲဘာလို့မတိုးတက်လာသလဲ။အဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒုက္ခမခံစားချင်တော့ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးဝါဒဖြန့်နေတဲ့လူတွေစစ်တပ်ကိုအရှုံးပေးဖို့စဉ်းစားနေတဲ့လူတွေအဲ့တော့ဒါလေးတွေကိုအမှတ်ရဖို့ လိုအပ်တယ်အဲ့တော့စစ်တပ်ကိုအရှုံးပေးလိုက်ရင်နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာမလဲဆိုတော့ကြီးရွာအုပ်ချုပ်ရေးမှုရွာလူကြီးတွေစစ်သားမြို့ပေါ်အုပ်ချုပ်ရေးမှုအရာရှိတွေစစ်သားအစိုးရယုံဌာနတွေအရာရှိတွေကစစ်သားနော်လွှတ်တော်ထဲမှာစစ်သားအစိုးရဝင်ကြီးတွေစစ်သားတမရဝင်ကြီးချုပ်တွေစစ်သားစီးပွားရေးသမားလူချမ်းသာလုပ်ငန်းရှင်တွေစစ်သားသားသမီး ဆိုတော့အဲ့ဒါလေးကြီးပဲဖြစ်လာရင်ငါတို့ပြည်သူလူထုကဘာဖြစ်လာမလဲဆိုတော့ပြည်သူလူထုကစစ်ကြုံပေါ့နော်အဲ့တော့နိုင်ငံရဲ့အခွင့်အထူးခံကောင်းစားတဲ့အရာတွေမှန်လို့များစစ်သားနဲ့စစ်သားသားသမီးတွေပဲပိုင်ဆိုင်သွားရင်ပြည်သူလူထုကဘာဖြစ်မလဲဆိုတော့ကြုံဖြစ်မှာပေါ့ကြုံတော့မှရိုးရိုးကြုံကြုံမဟုတ်ဘူးဗျနှစ်ချက်ကွမ်းကြုံပြည်တွင်းထဲမှာနေရင်စစ်တပ်ရဲ့ကြုံပြပထွက်ရင်နိုင်ငံသားကြုံနှစ်ချက်ကွမ်းကြုံဖြစ်မှာ ဲ့တော့အဲ့ဒီဘဝကနေကျွန်တော်တို့ထာဝရလွတ်မြောက်ဖို့ဆိုရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲကိုကျွန်တော်တို့အားလုံးလက်သွဲညီညီတင့်ကြံ့ခံတန်မာစွာနဲ့ရင်ဆိုင်ကြုံဖြတ်ပြီးတော့ဒီစစ်အာဏာရှင်တွေကိုအဆုံးခန်းတိုင်တိုက်ခိုက်တော်လှန်ပြီးတော့မြန်မာနိုင်ငံဒီစစ်အာဏာရှင်ကင်းစင်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်တခုကိုကျွန်တော်တို့ထူထောင်နိုင်မှတာလင်လက်ရှိကျွန်တော်တို့ဘဝတွေရော နောက်မှမွေးဖွားလာမဲ့မြန်မာနိုင်ငံရဲ့ရင်သွေးငယ်အနာဂတ်မျိုးဆက်သစ်လူငယ်တွေအားလုံးရဲ့ဘဝပါပြောင်းလဲသွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်ပန်းတိုင်အတွက်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုနိုင်အောင်အားလုံးသက်ပေါင်းစုံကနေပါဝင်တော်လှန်ပေးကြဖို့အရေးကြီး